မင်္ဂလာပါဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဒီနေ့တော့ကျွန်တော်တို့ social media ကနေပြီးတော့ brain damage မဖြစ်အောင်မလုပ်ခါဝင်မလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့လေ့လာကြည့်ကြပါအဲ့ကျွန်တော်ဖုန်းလေးကင်ပြီးတော့ချိန်ဖြုံးနေတဲ့အခါမှာကျွန်တော်တို့အုံနောက်ကိုတက်တဆိတ်တစည်းစီနေတယ်ဆိုတော့ကျွန်တော်တို့ညီတတိမထားမိကြအောင်ပေါ့နော်ဥပမာကျွန်တော်တက်တော့နေပြီးတော့ scroll ဆွဲတာကျွန်တော်အုံနောက်ထဲက dopamine တွေကိုသူဖြည့်ဆည်းပြီးတော့ တကယ်အရေးကြီးတဲ့အလုပ်တွေကိုလုပ်ဖို့သူကစိတ်အားကိုလျှော့ချတယ်တဲ့အဲ့တော့ဒီနေ့တော့တေယုံတော့ကစွမ်းရည်ကိုပြေဝထိမ့်သိမ့်ပြီးတော့ digital junk food တွေကိုဘယ်လိုရှောင်းအောင်လဲဆိုတာကျွန်တော်လေ့လာကြမယ်အဲ့တော့ပထမနံပါတ်1 junk food ကုတ္တန်တွေကိုကျွန်တော်စစ်ထုတ်ပါမယ်ကျွန်တော်စိတ်ပျော်အောင်ကြည့်တဲ့ကုတ္တန်တွေကအုံနောက်ထရတဲ့ dopamine တွေကိုသူကချက်ချင်းမြတ်တက်စေပြီးတော့တကယ်အရေးကြီးတဲ့အလုပ်တွေလုပ်ဖို့အတွက်စိတ်အားကိုသူကလျှော့ချတယ်တဲ့အဲ့တော့ကျွန်တော်တို့ကဘာလို့ကြည့်ရမလဲ quality content တွေကိုပဲကြည့်ဖို့နောက်တစ်ခုက စကရင်တိုင်းနေရာစားထိုးအောင်ကျွန်တော်ဖုန်းကြည့်ဖို့အချိန်ကိုကျွန်တော်လျှော့ချတာမျိုးမဟုတ်ဘဲနဲ့ဖုန်းကြည့်လိုက်တဲ့အချိန်ဖုန်းကြည့်နေတဲ့အချိန်ကိုကျွန်တော်တချို့အသီးသတာလျှော့ချမလိုက်တာအဲ့လိုအသီးသတာကြီးလျှော့ချလိုက်တာမဟုတ်ဘဲနဲ့အဲ့ဒီဖုန်းကြည့်တဲ့အချိန်ကိုဓာတ်မှုရှိတဲ့တခြားအလုပ်တစ်ခုပေါ့နော်ဥပမာလမ်းလျှောက်တာတို့စာအုပ်ဖတ်တာတို့ဒါရင်နဲ့စားထိုးပါမယ် နောက်တစ်ခုက focus mode gray scale ပေါ့နော်အာယုံဆိုင်မှုပုံစံကိုသုံးတာဖုန်းနဲ့အယောင်တွေကသင်ရဲ့အာယုံကိုချက်ချင်းဖန်ဆားနိုင်တယ်အဲ့မှာ gray scale လို့ခေါ်တဲ့တော့အဖြူမန်းစနစ်ကိုပြောင်းလိုက်တယ်ဒါမှမဟုတ် focus mode ကိုဖွင့်လိုက်ခြင်းအပြင်ဖုန်းရဲ့ဆွဲဆောင်အားကို short ချပလိုက်တာပေါ့နော်အဲ့တော့အခုကျွန်တော်ပုံမှန်ပြောပြခဲ့တဲ့နီလန်းလေးတွေကသင်အုံနောက်ကိုအသိဉာဏ်အမိုက်တွေရာနေခေါင်းဝင်ပြပါလိမ့်မယ် အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစုံနေတယ်ကြည့်ပြီးတယ်ကျွန်တော်တယောက်ချင်းစီတဲ့ဟိုသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကျွန်တော်ဆရာသိမ်းပါ